မင်္ဂလာနှစ်သစ်ပါရှင်ရန်ကုန်ခေတ္တရဲ့မရခင်တဲ့နေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပဋိပက္ခတွေကြောင့်ပိတ်မိနေကြတယ်တရုတ်နိုင်ငံသားအလို့သမား129ကို NUG အစိုးရကနေရက်ပြန်နိုင်ရေးစီမံဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်ဗမုံမြို့ကဗုဒ္ဓဘာသာဝင်တို့ရဲ့အထွတ်မြတ်ထားကိုးကွယ်ရန်မဟာသိန်းတော်ကြီးဖះဝင်ကိုစစ်တပ်ကလေရင်နဲ့အစမပြတ်ဘုံကျဲမှုကြောင့်အလုံးစုံပျက်စီးသွားတဲ့တဲ့ရင်ပါဝင်နောက်ဆုံးရတဲ့တဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေကြောင့်ပိတ်မိနေကြတယ်။တရုတ်နိုင်ငံသားအလွတ်သမား129ကိုအမျိုးသားညွညွေးဆိုရ NUG ကနေရက်ကိုပြန်နိုင်ရေးစီမံဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ NUG ယာယီသမရဒူဝါလရှိလက ပြောဆိုလိုက်ပါတယ်။2025ခုနှစ်နှစ်တက်ကူနိုင်ငံတော်အခြေပြမင်ကွန်မှာယာယီသမရကအခုလိုထည့်သွင်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။အမျိုးသားညွညွေးဆိုရအနေနဲ့ဒေတာတွင်အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံကနဲ့ဆက်ဆံရေးကောင်းမွန်စေဖို့အမြဲကြိုးစားနေရလို့လဲဆိုပါရတယ်။အခုရပိုင်းအတွင်းမှာမြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံထားတဲ့စီမံကိန်းကတရုတ်နိုင်ငံသားအလို့သမားတွေအင်ကိုမပြောင်းနိုင်တာနှစ်ကြာမြင့်နေပြီဖြစ်တဲ့အတွက်နေရက်ပြောင်းနိုင်ဖို့အတွက် NUG အစိုးရကကူညီပေးခဲ့တာဖြစ်တယ်လို့လဲယာယီသမ္မတဒူဝါလက်ရှိလကပြောပါရတယ်။ဒေသအတွင်းနဲ့အင်းနီချင်းနိုင်ငံတွေအနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီကိုမိမိတို့အကျိုးစီးပွားအတွက်ဆက်လက်အပံ့ပိုးပြုနေမှုတွေကိုရပ်တန့်ဖို့လဲယာယီသမရဒူဝါလက်ရှိလာကမြစ်တာရက်ခံထားပါတယ်။လက်တလုံးမှာမြန်မာနိုင်ငံအတွင်းမှာရှိတဲ့တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံထားတဲ့စီမံကိန်းတွေဟာလည်း NUG နဲ့တိုင်းရင်းသားတော်လှန်တပ်တွေရဲ့လက်အောက်ကိုတဖြည်းဖြည်းရောက်ရှိလာနေတယ်လို့လဲဆက်စစ်လက်လာရဲ့အဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့ကရင်ပြည်နယ်မြရီမြို့ကိုပြန်လဲသိမ်းပိုက်မယ်လို့ကြွေးကြော်ကထိုးစစ်ဆင်နေတဲ့အကြက်ဘက်စစ်ကောင်စီရဲ့နိုင်ငံတော်အဆင့်အောင်စရာစစ်ကြောင်းကတပ်သား20ဝန်းကျင်ခန့်ဟာအလံပြူထောင်ကလက်လက်ချပြီးအလင်းဝင်ရောက်လာကြတယ်လို့ KNU သတင်းမြစ်ရဲ့ပြောဆိုခြင်းနဲ့ KNU ဗဟိုရဲ့သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။ KNU ထင်းချုံနယ်မြေတွင် ကောက်ကရိတ်မြို့နယ်မြောက်ရီမြို့ကိုထိုးစစ်ဆင်လာတဲ့နိုင်ငံတော်အဆင့်အောင်စရာစစ်တောင်းဟာမြောက်ရီမြို့ကိုမရောက်နိုင်ဘဲ KNL ဥဆောင်တဲ့တော်လိုင်းပူပေါင်းတပ်တွေရဲ့ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ရှေ့ကိုဆက်မတွန်းနိုင်သလိုနောက်ကိုပြန်ဆုတ်ရလည်းမရနိုင်ပဲဖြစ်နေရလို့လည်းသိရှိရပါတယ်။အဲစစ်တပ်စစ်ကြောင်းတွေဟာကော့ဂရိတ်မြားရီအာရှလမ်းမကြီးပဲတောင်ကျောင်းမှာသာပိတ်မိနေကြတာလည်းဖြစ်ပါတယ်။2024ခုနှစ်ဒီဇင်ဘာလ31ရက်နေ့မှာလည်း KNL ဥဆောင်တဲ့တော်လဲပူပေါင်းတပ်ဖွဲ့တွေရဲ့ပိတ်ဆို့တိုက်ခိုက်မှုကြောင့်အကြမ်းဖက်တပ်သားအချို့ဟာသေသွားခဲ့ပြီးအမြောက်များလည်းဒဏ်ရာရှိခဲ့တယ်လို့အဲ့လိုပြစ်ခတ်တိုက်ခိုက်မှုအတွင်မှာအကြမ်းဖက်စစ်ကောင်စီတပ်စီကလည်းလက်လက်ခံရအချို့ကို လည်းထပ်မံတင်ဆက်ရမည်ပြီးစစ်တီအချို့မှာလည်းစစ်ကောင်စီရဲ့အမိန့်ကိုမလိုက်နာတာတော့ပဲအလံပြူထောင်ကတော်လဲပူပေါင်းတစ်ဖက်ထံကိုအများအပြားအလင်းဝင်ရောက်လာနေကြပြီးနေစဉ်နဲ့အမျှထွက်ပြေးလာက တော်လဲပူပေါင်းတစ်ဖက်တွင်လည်းလာရောက်ပူပေါင်းခဲ့ကြရလို့လည်းသိရှိရပါတယ်ဒါအပြင်ခရဲညိုတပ်မဟာ6နေမြေဝေရင်ညွန့်နယ်မှာရှိတဲ့စစ်ကောင်စီရဲ့အနံကွင်းပြူဟာစခန်းမှာလည်း တော်လဲပူပေါင်းတပ်ဖွဲ့တွေပိတ်ဆို့တိုက်ခိုက်မှုကြောင့်နေစဉ်နဲ့အမျှထိခိုက်သေဆုံးဒဏ်ရာရှိမှုများရှိနေကရိတ်ခါတွေယွန်းနေပြက်လက်လာတာကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာအထက်အမိန့်ကိုဖိဆန်းကအလင်းဝင်ရောက်လာကြတယ်လို့လည်းသိရှိရပါတယ်ရှင်။ မန္တလေးရတိုင်းတပုတ်ကိုကြည့်အောင်ပါမန္တလေးမြို့တွင်ငကားနန်းတော်စင်ရွှေရနာဆိုင်နဲ့စိန်ဖြူတော်ငွေလဲလုပ်ငန်းတို့ကိုဓမြတိုက်မှုနဲ့ဖမ်းဆီးခံထားတဲ့မိုးအောင်နဲ့ကြော်ဆိုးလွင်တို့ဟာ ကောင်းကင် PDF တပ်ဖွဲ့နဲ့လုံးဝသက်ဆိုင်ခြင်းမရှိဘူးလို့တပ်ဖွဲ့တာဝန်ခံကောင်းကင်ကြီးကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။ဒီဇင်ဘာလ26ရက်နေ့ကမန္တလေးမြို့ချမ်းရည်သာဆန်မြို့နယ်ကစ္စနမဟီရက်ွက်89လမ်း32လမ်းနဲ့33လမ်းကြားမှာရှိတဲ့နဂါနန်းတော်စင်ရွှေရနာဆိုင်နဲ့ဒီဇင်ဘာလ24ရက်နေ့ကမဟာအောင်မြေမြို့နယ်မဟာမြိုင်တည့်ရက်ွက်ကစင်ဖြူတော်ငွေလဲလုပ်ငန်းတို့ညများတိုက်ခိုင်းရပြီးညများမှုမှာ PDF တပ်ဖွဲ့ဝင်2ဦးပါဝင်တယ်လို့စစ်တပ် lobby တွေကလိန်လေသတင်းထုတ်ပြန် ်ခဲ့တာလည်းဖြစ်ပါတယ်။ဓမြတိုက်ခံရတဲ့အကြောင်းစစ်တပ် lobby channel တွေမှာပါလာတဲ့အတွက်စက်ပြာကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကိုနာမည်ဖျက်တယ်လို့ဖြစ်နေတဲ့အပြင်ရွာနာမည်လည်းထိခိုက်တာကြောင့်အခုလိုသတင်းထုတ်ပြန်ရတာဖြစ်တယ်လို့လည်းဆိုလိုက်ပါတယ်။အကြက်ဘက်စစ်ကောင်စီတန်းထွက်ဆိုချက်တွေမှာဖော်ပြထားတဲ့စက်ပြာချင်းကျေးရွာရဲ့ဒုတိယခေါင်းဆောင်ဆိုတာဟာ လုံးဝမဟုတ်မှန်သောဖက်စီခံရတဲ့မိုးအောင်နဲ့ပြတာတို့ရဲ့လှုပ်ဆောင်ချက်တွေကိုလည်းအမှန်တကယ်မသိရှိရကြအောင်ဆက်ပြခြင်းကြေးရွာကပြည်သူ့ကာကွယ်တပ်ဖွဲ့ကအသိပေးထားပါတယ်ရှင်ဒီတစ်ခါမှာတော့ ကင်းဒီပြည်နယ်လိုက်ကော်မြို့နယ်မှာစစ်ဘေးရှောင်ပြည်သူတွေနေထိုင်တဲ့စင်စကန်းကိုအကြက်ဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတက်ခတ်ခဲ့ရမှာပြည်သူ၃ဟာသေဆုံးခဲ့ရလို့ KND ရဲ့ဗဟိုသတင်းတွေပြန်ကြားရတဲ့ဝန်ခံကရန်ကုန်ခေတ်တစ်ကိုပြောပါရတယ်။ဒီဇင်ဘာလ31ရက်နေ့ညနေ၄နာရီအချိန်မှာအကြက်ဖက်စစ်တပ်ကလိုက်ကော်မြို့နယ်ကစစ်ဘေးရှောင်ပြည်သူတွေနေထိုင်တဲ့စင်စကန်းကိုလေရင်နဲ့နှစ်ကြိမ်ဘုံကျဲတက်ခတ်ခဲ့ရမှာအမျိုးသမီး2ဦးဟာပွေချင်းပြီးတည်သွားခဲ့ရတယ်လို့အသက်၈နှစ်အရွယ်ရှိတဲ့ကလေးငယ်မှလည်းဝမ် ိုက်ကိုထိခိုက်ခဲ့ပြီးပြင်းထန်ဒဏ်ရာရှိကတစ်ဆုံးခဲ့ရလို့လည်းသိရှိရပါတယ်။ဒါ့အပြင်အခြားပြည်သူတို့မှလည်းခြေပြတ်ဒဏ်ရာရရှိခဲ့ရမှာတစ်ဆုံးခဲ့ပြီးကျောင်းသူတို့မှလည်းဥပေါင်းမှာဒဏ်ရာရရှိခဲ့ပြီးစိုးရိမ်နေရတဲ့အခြေအနေမှာရှိနေလို့ KNDF ကသတင်းထုတ်ပြန်ထားပါတယ်။အလားတူဒီဇင်ဘာလ31ရက်နေ့ညပိုင်းကလည်းဒီမော့ဆုမြွနယ်တွင်အကြက်ဖက်စစ်တပ်ကလင်းနဲ့ဘုံကျဲတက်ခတ်ခဲ့ပြီးပြည်သူတွေထိခိုက်မှုမရှိဘူးလို့လည်းသိရှိရပါတယ်ရှင်။ ဒီတခါမှာတော့နေပြည်တော်ပြမနာမြို့နယ်ကအကြက်ဖက်စစ်တပ်ဂိတ်စခန်းကိုဖောက်ခွဲတိုက်ခတ်ခဲ့ရမှာစစ်ကောင်စီတပ်သားတွေထိခိုက်မှုရှိတယ်လို့နေပြည်တော်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါရတယ်။ဇန်နဝါရီလ1ရက်နေ့မနေ့၄နိုင်လောက်ကပြမနာမြို့နယ်အာဟာရတုခဈေးနဲ့ဘောဂတိတိကာကြီးခွင်ကြားကင်မွန်ဒန်ကျေးရွာမြောက်ဘက်ကအကြက်ဖက်စစ်တပ်ဂိတ်စခန်းငယ်တစ်ခုကိုတော်လန်တပ်ဖွဲ့ဝင်တွေကဘုံခွဲတိုက်ခတ်ခဲ့တာလည်းဖြစ်ပါရတယ်။အဲဒီတိုက်ခတ်မှုအတွင်းမှာအကြက်ဖက်တပ်သားတွေထိခိုက်မှုရှိပေမဲ့အရေး အတွက်ကိုတော့အတီးပြုတ်နိုင်ခြင်းမရှိသေးဘူးလို့လည်းသိရှိရပါတယ်။အဲလိုတက်ခိုက်တာဟာနေပြည်တော်ကိုထိလို့မရနိုင်ဘူးလို့ဆိုတာကိုရိုက်ချိုးပြလိုက်တဲ့အပြင်တပြည်လုံးမှာတိုက်ပွဲဝင်နေကြတဲ့တော်လန်ညီအကိုတွေအတက်စီဖို့အတွက်အခုလိုရည်ရွယ်တယ်လို့အကြက်ပဲစစ်ကောင်စီခေါင်းဆောင်ဟာသူ့နေရာမှာကိုမလုံခြုံမှုဆိုတဲ့ခန့်စားချက်မျိုးရစေချင်တာဖြစ်တယ်လို့လည်းနေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရတယ်။အဲလိုတက်ခိုက်မှုကိုနေပြည်တော်ပြည်မနာမြို့နယ်ပကဖတိုက်ခိုက်ရေးတပ်ခွဲဘို တာယာအဖွဲ့ကလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးကြတဲ့သတင်းတစ်ပုဒ်ကတော့ကချင်ပြည်နယ်ဗမော်မြို့ပေါ်ကဗုဒ္ဓဘာသာဝင်တို့ရဲ့အထွတ်မြတ်ထားကိုးကွယ်ရာမဟာတိန်တော်ကြီးဖရာကျောင်းဝင်ကိုစစ်တပ်ကလင်းနဲ့ဘုံးတွေအဆက်မပြတ်ကျဲချတဲ့အတွက်ဖရာနဲ့ကျောင်းပရဝံအတွင်းတစ်ခုလုံးအလုံးစုံပျက်စီးသွားပြီလို့ဒေသပြည်သူတွေနဲ့ KI သတင်းမြစ်ကရန်ကုန်ခေတ်မီဒီယာကိုပြောပြပါရတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလ31ရက်နေ့တနေ့လုံးအကြမ်းဖက်စစ်ကောင်စီတပ်ကဗမော်မြို့ကိုလေကြောင်းတိုက်ခိုက်မှု17ကြိမ်လှုပ်ဆောင်ခဲ့ပြီးမဟာတိန်တော်ကြီးဖျားကျောင်းဝင်းတဲ့ကိုစစ်လင်နဲ့ဘုံ၈ကြိမ်ခန့်ကြကြခဲ့လို့လည်းသိရှိရပါတယ်။အဲ့လိုဘုံကျဲချမှုကြောင့်မဟာတိန်တော်ကြီးဖျားဝင်းတွင်စီတော်နဲ့ ဝင်းတစ်ခုလုံးဟာရစရာမရှိအောင်ပျက်စီးသွားခဲ့ရတာလည်းဖြစ်ပါတယ်။တစ်ဖက်မှာလည်း KAI ဥဆောင်တဲ့မဟာမိတ်တော်လန်တက်တွေကဒီဇင်ဘာလ၄ရက်နေ့မနေ့9နိုင်ကနေစတင်ကဗမော်မြို့နဲ့မန်စီမြို့တို့ကိုမြို့သိမ်းတိုက်ပွဲဆင်နွှဲနေကြတာဖြစ်ပြီးလက်ရှိချိန်ထိတိုက်ပွဲတွေပြင်းထန်နေသလိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေလက်လက်ကြီးပစ်ခတ်မှုတွေလှုပ်ဆောင်နေတဲ့အတွက်ဗမော်မြို့တွင်နေရင်တွင်မိလောင်ပျက်စီးနေကမြို့မှာလည်းလုံးဝပြတ်တလောက်နေပါဖြစ်နေရလို့လည်းဒေသပြည်သူတွေကပြောပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်ကျမမြပါ